သောတပတ္တိယင်ကတော့မှဟောထားတာသောတပန်ဖြစ်ဖို့အတွက်အင်္ဂါ၄ရပ်ရှိတယ်။နံပါတ်၁ကဘာလဲဆိုရင်တပူရိတတန်သေးဝသူတော်ကောင်းကိုမိဝဲစိတ်ကတ်ခြင်းသူတော်ကောင်းကိုဆရာတင်ခြင်းဆိုလိုတာကနိဗ္ဗာန်လမ်းကြောင်းပေါ်တက်တော့မယ်ဆိုလို့ရှိရင်ဆရာကောင်းရှိဖို့လိုတယ်ပေါ့ဒါပြောတာနော်နိဗ္ဗာန်လမ်းကြောင်းပေါ်မှာတင်ပေးနိုင်တဲ့ရောက်အောင်လမ်းညွှန်ပေးနိုင်တဲ့ဆရာကောင်းရှိဖို့လိုတယ်ဒါပြင်ဘက်ကလိုအပ်ချက်တစ်ခု တပ်ပုရိတတန်တေဝတို့မို့တပ်ပုရိသူပနေတယသူတော်ကောင်းဆိုတဲ့အကောင်းနဲ့အမိတခုလိုတယ်ကြည်လင်ရှင်သာရိပုတ္တရာမထေရဘလောက်ညံကောင်းကောင်းတရားဓမ္မကိုသိကျင်တော့အာချီလို့လူဘဝလူလောကခွာရှောင်ထားပေမဲ့လို့တပ်ပုရိတဆိုတာမတွေ့သေးဘူးတင်စရာပြပိုက်ကြီးထံနှီးခံပြီးတော့နင်းနေပေမဲ့လို့ခုနကဒိဋ္ဌိဆိုတဲ့မှန်ကန်တဲ့အမြင်တခုရမလားဘာဖြစ်လို့လုံးဆိုရင် လင်းဆရာပြပိုက်ကြီးကလုံလောက်တဲ့တပ်ပုရိသမဟုတ်ဘူးဒီလမ်းကြောင်းကိုညွှန်ပြနိုင်တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးမဟုတ်သည့်အတွက်ကြောင့်ရှင်သာရိပုတ္တရာဘလောက်ဉာဏ်ကြီးကြီးခန္ဓာကသောတဆိုတဲ့နိဗ္ဗာန်ရည်စည်းကြောင်းတည်းကိုမရောက်နိုင်ဘူးသူဘယ်သူနဲ့တွေ့မှရောက်ရှင်အတ္တစိတ်နဲ့တွေ့မှရောက်သွားတာကြည့်ဒီ condition ဟာဘလောက်ရေးချီးတယ်ဆိုတာတတိထားဘူးဆရာကောင်းတမကောင်းသူတော်ကောင်းဆိုတာဒီနေရာမှာဆရာကောင်းတမကောင်းပြောတယ် လမ်းညံသမှုပြုနိုင်တဲ့ဆရာကောင်းသမားကောင်းသူတော်ကောင်းနဲ့ဆိုတဲ့အကြည့်တဲ့အကြောင်းအဲ့ဒီ condition နဲ့တွေ့မှဒီအသိဉာဏ်ပွင့်လင်းနိုင်တယ်တဲ့ဒါဖြင့်ဒီတစ်ခုတည်းလုံတော့လားဆိုတော့လုံတော့သေးဘူးရှင်သာရိပုတ္တရာရဲ့အလောင်းဥပဒိတပြပိုက်ဟာရှင်အသက်ရှိကိုဆုံးခံနေတာမြင်သားပဲမြင်ပြီးတော့သွားပြီးတော့မေးမြန်းစုံစမ်းတယ်လျှောက်ထားတယ်ဒီချိန်ထိအောင်သူအသိဉာဏ်မရသေးဘူးသူတော်ကောင်းနဲ့တော့တွေ့နေပြီ direct အသိဉာဏ်မရသေးဘူးဘာဖြစ်လဲ condition တစ်ခုလုံးနေသေးတယ်အဲ့ဒီ condition ကတတ္ထမသဝနာသူတော်ကောင်းရဲ့စကားတရားကိုနာကြားခြင်းဆိုတာအဲ့ဒါတစ်ခုလုံးကြည့်လေရှင်သာရိပုတ္တရာရှင်အန္တသိဆိုတဲ့တပ်ပုရိသူပဏ္ဍိတ္တရာရလိုက်တာနဲ့ထိုရှင်အန္တသိမထေရကမိန်ကြားတဲ့ရေဓမာဟေတုပ္ပဝါဆိုတဲ့တစ္ဆာလေးပါးကိုအချင်းချင်းရှင်းပြလိုက်တဲ့သူတော်ကောင်းတရားအဲ့ဒါကိုကြားနာလိုက်ရတာဒီနှစ်ခုတည်းနဲ့ အပြင်ဘက်ကဒီအကြောင်းနှစ်ခုနဲ့ဆုံလိုက်ရောရှင်သာရိပုတ္တရာရဲ့တဏ္ဍာမှာအတိညာခေါနာကဒိဋ္ဌိဆိုတဲ့သောတပတိမညာဟာဘွားကလည်းဖြစ်တာအကြောင်းနှစ်ခုဆုံမှဖြစ်တာနော်ဒါကအပြင်ဘက်ကအကြောင်းနေပဲရှိသေးတယ်အတွင်းအကြောင်းကိုမပြောရသေးဘူးအကြောင်းကနှစ်ခုတည်းတည်းမကဘူးတဏ္ဍာအဖြစ်စဉ်းစားကြည့်လိုက်လေ မျက်စိလည်းကောင်းတယ်ပြင်ဘက်ကမြင်စရာအာယုံလည်းရှိတယ်မျက်စိနဲ့မြင်စရာအာယုံဆုံလိုက်လို့ရှိရင်မြင်တယ်ဆိုတဲ့စိတ်ကလေးမပေါ်ဘူးလားပေါ်တယ်မြင်တယ်ဆိုတဲ့စိတ်ကလေးဟောအဲ့ဒီမှာမျက်စိနဲ့မြင်စရာအာယုံနှစ်ခုတင်ပြောထားအခုလဲရှင်အတ္တစီနဲ့တွေ့တယ်ရှင်အတ္တစီတရားနာလဲရတယ်တပ္ပုရိသူပနေတယတာဓမ္မတဝနာ အပြင်အကြောင်းတွေကြီးပဲရှိတယ် ရှင်သာရိပုတ္တရာရဲ့တဏ္ဍာမှာရှိတဲ့အတွင်းအကြောင်းမပါသေးဘူးအပြင်အကြောင်းကြီးဆိုမဖြစ်နိုင်သေးဘူးဒါမှမဟုတ်အတွင်း condition တွေလိုသေးတယ်နှစ်ခုပေါင်းမှဖြစ်တယ်ဘယ်ရာပဲဖြစ်ဖြစ်အတွင်းနဲ့အပြင်ပြန်နှစ်ခုပေါင်းရတယ်ရှင်သာရိပုတ္တရာတဏ္ဍာမှာရှိရမယ့်အတွင်းအကြောင်းကဘာလဲဆိုရင်ယောနိတောမနတိကာရ wise attention သူကိုယ်တိုင်ကယောနိတောမနတိကာရရှိမှခုနကပြင်ဘက်ကပေးတာတွေကိုလက်ခံနိုင်စွမ်းရှိတယ် ပြင်ဘက်ကဘလောက်ပဲပေးပေးအတွင်းကမကောင်းလို့ရှိရင်လက်ခံနိုင်စွာမရှိဘူးဒါကြောင့်ယောနိသောမနတိကာရဆိုတာမှန်ကန်တဲ့နှလုံးသွင်းတရားအသိဉာဏ်ရှိနေရမယ်အဲ့ဒါကအတွင်းအကြောင်းတစ်ခုနောက်တစ်ခုကဘာလို့ဆိုရင်ဓမ္မာနုဓမ္မပฏิပတ်တိဓမ္မဆိုတာလောကုတ္တရာတရားအနုဓမ္မဆိုတာလောကုတ္တရာတရားနဲ့လျော်တဲ့သီလသမာဓိပညာဆိုတဲ့အကျင့်တရားပฏิပတ်တိဆိုတာကျင့်တာ ဓမ္မဆိုတဲ့လောကုတ္တရာတရားကိုဖော်ထုတ်ပေးနိုင်တဲ့ထုတ်လုပ်ပေးနိုင်တဲ့အနုဓမ္မဆိုတဲ့လျော်တဲ့အကျင့်ကိုကျင့်တာဆိုတာဒါလည်းပါရအောင်။မှန်ကန်တဲ့အတွေးရှိုံမှန်ကန်တဲ့အမြင်ရှိုံနဲ့မရသေးဘူး။လက်တွေ့ကျင့်သုံးမှုအဲ့တော့လက်တွေ့ကျင့်သုံးတယ်ဆိုတော့ဒီကနေ့ခေတ်ယောဂီတွေကထိုင်ထင်ကောင်းထင်လိုက်ပဲတရားရိပ်သာသွားပြီးရက်ရှည်တရားကြီးထိုင်မှလို့ဒါကတော့လူကိုလိုက်လို့ဖြစ်တာ အသိဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေကြတော့တရားနာရင်လည်းပဲတရားတို့တရားများရတယ်။မြတ်စွာဘုရားလက်ထက်တုန်းကဆိုလို့ရှင်အိုးဒေသနာဝတ္တာနေတရားတစ်ခုဆုံးလိုက်တာနဲ့တကြိုင်နဲ့တိမ့်ချီတန်းချီတဲ့တတ္တဝါတွေအကျွတ်တရားရသွားကြတယ်။ဒါတော့ကိုယ့်ရဲ့အတိုင်းအတာတစ်ခုပေါ့။လူတွေရဲ့တဏ္ဍာမရှိတဲ့အကြီးချင်းအလိုက်ဒါကတော့ဖြစ်တာပေါ့။အေးဓမ္မနုဓမ္မပฏิပတ္တိဆိုတာဘယ်နဲ့ရကျင့်ရမလဲ။ ဘာလို့ရမလို့ပြောလို့မရဘူးမြတ်စွာဘုရားကတော့တတိပဒံကျင့်စဉ်ကိုပြောတာခொနည်းဖယ်စမ်းကြည့်ပါတရားတို့တရားများရနိုင်ပါတယ်လို့အဲ့တော့ခொနည်းနဲ့ရတဲ့ပုဂ္ဂိုလ်လည်းရှိတယ်ခொနည်းအတွင်ရတဲ့ပုဂ္ဂိုလ်လည်းရှိတယ်တမနဲ့နဲ့ရတဲ့ပုဂ္ဂိုလ်လည်းရှိအဲ့တော့ရတာမရတာစဉ်းစားစရာမလိုဘူးကျင့်တာမကျင့်တာပဲစဉ်းစားရတာမရတာစဉ်းစားနေလို့ရှိရင်တရားဟုတ်ပါမလားဟုတ်တော့လမ်းကြောင်းတွဲနေတယ်လို့ခေါ်တယ်နော် ကိုသွားရမယ့်လမ်းကြောင်းကိုမလွယ်မသွားပဲနဲ့လူတယောက်ဟာကိုတော်ကိုသွားရမယ့်ခရီးပေါ်ရောက်နေတဲ့တန်းနဲ့ထိုင်ပြီးတော့ဘယ်ချိန်ရောက်မလို့ဘယ်ချိန်ရောက်မလို့စဉ်းစားပြီးထိုင်တွေးနေရောက်ပါ့မလားရောက်ပါပါမတွေးနဲ့ခြေတော့တလန်းပြီးတလန်းသာသွားနေရောက်တော့မှာပဲခြေလန်းတထောင်ပြည့်ရင်ရောက်မယ့်ခရီးဆိုရင်ခြေလန်းတထောင်ပြည့်ရင်ရောက်မှာပဲမေးစရာမလိုဟုတ်ကဲ့လားခြေလန်း900နဲ့ရောက်ဝဲနေရဆိုရောက်တော့မှာပဲဒါ တဏှာဤသွားမယ်နေရာဆိုတဏှာဤပြင်ရောက်ပါပဲတွက်နေစရာမလိုထွတ်တူပဲကမ္မထာထုတ်တဲ့အခါမှာရောက်ရမယ့်အရေးတွေတွေးနေစရာမလိုသွားနေဖို့ပဲအဓိကအေးသွားနေလို့ရှင်ကိုယ့်ရဲ့အရေးသွေးအားလျော်စွာရောက်သွားမှာအဲ့ဒါကိုဓမ္မာနုဓမ္မပฏิပတ္တိတဲ့တိလာချင်းစဉ်နေချင်းနေတမာရီချင်းစဉ်နေချင်းနေပညာချင်းစဉ်နေချင်းနေတိလာချင်းစဉ်ဆိုတာအလုံးသိကြတယ် သမာဓိကျင့်စဉ်ဆိုတာသမထကျင့်စဉ်ကိုပြောတာအဲဝိပဿနာတိုက်ရိုက်သွားလို့ရှိရင်လည်းသမာဓိရှေ့ကထူထောင်တာပညာကျင့်စဉ်ဆိုတာဝိပဿနာကျင့်စဉ်ကိုပြောတာအဲဒီလိုသီလသမာဓိပညာဆိုတဲ့ဒီကျင့်စဉ်ကိုကျင့်နေခြင်းသည်ဓမ္မနုဓမ္မပฏิပတ်တည်းဩယောနိတောမနတိကာရရဲ့ဓမ္မနုဓမ္မပฏิပတ်တည်းရဲ့အဲ့ဒီနှစ်ခုက internal condition တပ္ပုရိတုပ္ပနေတယတတ္တမသဝနာက external condition အပြင်အကြောင်းနှစ်ခုအတွင်းအကြောင်းနှစ်ခုအဲ့ဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါကျတော့ဘာရစက်ရလာတော့ဆိုရင်ခုနပြောတဲ့အမြင်မှန်အမှန်ကိုမြင်ခြင်းဆိုတဲ့အကျိုးတရားတစ်ခုရလာတယ်။တရားတွေမပေါင်းစပ်လို့ရှိရင်ရနိုင်ပါ့မလား။ကဲစမီချစ်လေးပေါ့ဒီတိုင်းပဲထားမယ်ဆိုရင်မိတော့ကလေးရပါ့မလား။အေးထဲထဲမှာ condition တွေရှိတော့လေလိုးနေတဲ့ condition လေး လက်ကလေးနဲ့ဖိပြီးတော့ချစ်ပေးလိုက်ပဲဆိုလို့ရှိရင်မိတော့ကလေးကဝေါခနဲ့ထွက်လာမှာအဲ့ဒါလိုပဲအတွင်းနဲ့အတွင်းအကြောင်းနဲ့အပြင်အကြောင်းနှစ်ခုဆုံလိုက်တာနဲ့တပြိုင်နက်အတိညာပွက်လာဒီအသေးပဲလို့ပြောဒါကတော့တော်တယ်ဖြစ်အောင်လုပ်ရမယ့်အခြေအနေတွေကိုယ်မှဒီအခြေအနေတွေကိုထူထောင်ရမယ်မရှိသေးရင်ရှိအောင်လုပ်ရတပ်ပူရိသူဘနေတရားရှိနေပြီလားဆရာကောင်းရှိနေပြီလားအေးရှိနေပြီ တတ္တမသဝနာနိနာနေတရားတွေနားထောင်ပြီးပြီလားထောင်ပြီးပြီဟောယောနိတောမနတိကာရအမှန်ကနှလုံးသွင်းမှုတွေရှိနေပြီလားရှိနေပြီပြီဟောနောက်တစ်ခုဘာရှိရအောင်လို့ဓမ္မာလို့ဓမ္မပฏิပတ်တိဒီလသမารီပညာဆိုတဲ့အချက်နေကျင့်နေပြီလားကျင့်နေပြီဆိုရင်ဟောဒီလေးခုစုံလို့ရှိရင်ခုနကဒိဋ္ဌိလို့ဆိုတဲ့မှန်ကန်တဲ့အမြင်ပေါ်လာမှာပဲ